ာဆင်နယ်တင်းကဒုံးစံတိုင်းရာဒီဝဲကြော်ရင်တိုင်ပတ်မယ်လို့ပြောလိုက်တဲ့ရီယိုဖာဒီနယ်။ဒါမဲ့ပရီးမီးယားလိရာဒီတစ်တွက်ချန်ပီယံဆုဘသူရမလဲဆိုတဲ့ခံမှန်းချက်တွေရဘောလုံးလောကမှာအခုတွေကပွဲစုနေပါပြီ။ရာဒီတစ်တွက်အတင်းနေပြင်းစင်နေချိန်မှာပဲတုံးတက်မှုတွေဇာသမာဟောင်းတွေရဲ့ခံမှန်းချက်တွေကပရိသတ်တွေကြားမှာညှင်းခုန်စရာဖြစ်လာပါတယ်။အင်္ဂလန်တင်းနဲ့မန်ချက်စတာယူနိုက်တက်တင်းရဲ့ကနဝဲနောက်ခက်လူအောင်လက်ရှိဘောလုံးဝေဖန်သုံးသက်သူတို့ဖြစ်တဲ့ရီယိုဖာဒီနယ်ကတော့သူရဲ့ YouTube channel ကနေတည်းချင်းလာမယ့်ရာဒီချန်ပီယံဆုပြိုင်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းပြီးညှင်းပေါ်ဖို့ရခံမှန်းချက်တခုပေးခဲ့ပါတယ်။ရီယိုဖာဒီနယ်ရဲ့အဆိုအရ လာမယ့်ဒီပရီးမီးယားလိချန်ပီယံဆုကိုလီဗာပူးနဲ့မန်စီးတီးနှစ်တင်းကပဲအဓိကရှင်ပြိုင်ရမှာပါအာဆင်နယ်ကတော့ဂါလာတစ်ခုထီတော့ချန်ပီယံအတွက်လိုက်ပြီးပြိုင်ဆိုင်နိုင်ပါလိမ့်မယ်ဒါပေမဲ့6လောက်ပါပဲလို့ပြောကြခဲ့ပါတယ်ဒီလိုသုံးသက်ချက်ကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအကြီးကျယ်ဆွဲဆောင်နိုင်ခဲ့ပါတယ်ပါတီနိုင်ရဲ့ဒီသုံးသက်ချက်ကိုအားပေးထောက်ခံသူတွေကတော့လွန်ခဲ့တဲ့နှစ်နိုင်ငံကလေးကပရီးမီးယားလိချန်ပီယံဆုကိုလီဗာပူးနဲ့မန်စီးတီးတို့နှစ်တင်းကလေးကပဲစိုးမိုးထားနိုင်ခဲ့တာကိုအဓိကထောက်ပြကြမှာပါမန်စီးတီးတရနီးပြပတ်ကွာရီလိုက်ဥဆောင်မှုအောက်မှာ ပရီးမီးယားလိကိုဇက်တိုက်ဆိုသူလိုရယူနိုင်ခဲ့ပြီးလီဗာပူးတင်ကလည်းနီပြယာကင်ကလော့ရဲ့လက်ထက်မှာချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့တဲ့ပြင်လက်ရှိမှာလည်းချန်ပီယံဖြစ်တာပြီးကျန်တဲ့ယာလီဒီမာလည်းမန်စီးတီးနဲ့ပြန်ဖြစ်ခဲ့ပါတယ်။သူတို့နှစ်တင်းရဲ့အင်အားအတွေ့အကြုံနီပြရဲ့စောစောက်ရည်အတင်းရဲ့လူအင်အားကစားမချင်းချင်းနားလည်မှုနဲ့ပွဲကြီးပွဲကောင်းကစားပုံတွေကိုကြည့်ရင်လာမယ့်ယာဒီမာလည်းဒီနှစ်တင်းကပဲအဓိကပြိုင်ဘက်တွေဖြစ်လာမယ်လို့ယူဆနိုင်ပါတယ်။မန်စီးတီးတင်းကဒီတော့ကစားမအင်အားတောင်းတင်းပြီးလီဗာပူးတင်ကနီပြအပြောင်းအလဲနဲ့တူရှိန်ဟိုအတင်းနဲ့ပြန်လာနိုင်တဲ့အလားအလာရှိနေပါတယ်။ ဒါပေမဲ့အာဆင်နယ်ပရိသတ်တွေအနေနဲ့တခြားဘက်လိုက်မှုမရှိတဲ့ဘောလုံးပရိသတ်အချို့ကတော့ဖာတီနိုင်ရဲ့အာဆင်နယ်ပေါ်36ချက်ကိုသဘောမတူရောက်ပါဘူးအာဆင်နယ်တင်းရပြီးခဲ့တဲ့300ရာသီစလုံးမှာပရီးမီးယားလိဂ်ချန်ပီယံဆုတွေအမက်ပေးစရာထိတ်ဆုံးမှာတော်တော်ချာချာဦးဆောင်နိုင်ခဲ့ပြီးနောက်ဆုံးမှာမန်စီးတီးနဲ့လီဗာပူးတို့ရဲ့အတွေ့အကြုံနဲ့ကစားမအင်အားကြောင့်ရှုံးပိကေရကဒုတိယလူအဖြစ်နဲ့သာရင်နာနာနဲ့ချိန်နှက်ခဲ့ရတာပဲဖြစ်ပါတယ်ဒါအာဆင်နယ်တင်းရဲ့တိုးတက်မှုကိုရှင်းရှင်းလင်းလင်းပြသနေပြီးလီဗာမီကဲအာဂျီတာရဲ့ဦးဆောင်မှုအောက်မှာအတင်းကပုံမှုရင့်ကျက်လာနေပြီလို့အာဆင်နယ်ပရိသတ်တွေကယုံကြည်ကြပါတယ်အာဆင်နယ်တင်းရပြီးခဲ့တဲ့ရာသီတွေကအားနေချက်တွေကိုတင်းငှက်စာယူပြီး ခုနေရာကြီးပြောင်းရွှေ့မှလည်းအတင်းကိုထပ်မံအားဖြည့်ဖို့အဓိကလိုအပ်တဲ့နေရာတွေဖြည့်တင်းဖို့စူးစမ်းနေတာကြောင့်လာမယ့်ရာသီမှာချန်ပီယံဆုတွေအပြည့်အဝစင်ခေါ်နိုင်လိမ့်မယ်လို့အာဆင်နယ်ပရိသတ်တွေကယုံကြည်နေကြပါတယ်။အာဆင်နယ်ကပြီးခဲ့တဲ့ရာသီတွေကရင်းချမ်းမှုပိုင်းမှာအားနေခဲ့ပေမဲ့ခုချိန်မှာတော့တွဲကြုံနေရရှိလာပြီးဖြစ်တာကြောင့်ရာသီကုန်ထိချန်ပီယံဆုတွေအပြိုင်ဆိုင်ဖြစ်လာနိုင်တယ်လို့လည်းထောက်ပြသူတွေရှိပါတယ်။ဒါကြောင့်ဘောလုံးပရိသတ်တွေအနေနဲ့ကလာမယ့်ရာသီပရီးမီယာလိဂ်ချန်ပီယံဆုကိုဘယ်အသင်းတွေကအဓိကရှင်ပြိုင်ကြရမယ်လို့ထင်ပါသလဲ။ဖာတီနယ်ရဲ့သုံးသက်ချက်ကိုသဘောတူပါသလား။ဒါမှမဟုတ်ကွဲပြားတဲ့အမြင်တွေရှိပါသလား။ချန်ပီယံဆုကိုရောဘယ်အသင်းကတိတ်ပိတ်သွားနိုင်မယ်လို့ထင်ကြပါသလဲ။ ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလွတ်လပ်စွာမျှဝေပေးကြပါဦး။လာမယ့်ရည်ပရီးမီးယားလိရာသီတဟာအကျိန်းနဲ့ပြိုင်ဆိုင်မှုတွေနဲ့ပြည့်တတ်နေအောင်မလားဆိုတာရင်ခုန်စွာနဲ့ဆောင်းမြော်ကြည့်ရအောင်လားဗျာ။ A little full score. It's Mohamed Salah's 100.